ဖီလာထိုးချင်တယ်တချို့တွေကကြလဲပါဖောင်းဖီလာအချို့ကြတော့လဲလစ်ဖီလာအချို့ကြတော့လဲမေးစီထိုးချင်တာအမျိုးမျိုးပေါ့ဒါပေမဲ့ကြောက်နေတယ်ဘာတွေတိထားရမှာလဲအခြေခံဘူးသူတလေးတော့နည်းနည်းပြောပြပေးပါဟိုရောက်တဲ့ချိန်ကျရင် မေးစရာရှိရာ ပြုစရာရှိရာလေးတွေတီးအောင်ဆိုပြီးတော့ပေါ့အဲ့တော့ဒီဗီဒီယိုမှာကကြတော့သူတို့လေးတွေတော့ဟိုအထူးရည်ရွယ်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့စက်ကြည့်အောင် မင်္ဂလာပါကျမတော်တော်ယူရီပါအရေးပြကျမရေးနေလှပါကို knowledge sharing မြဲလို့ပေးနေတဲ့လှပရေးရာဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးတွေကိုပဲဘူးဒုတာမျှဝေပေးနေတယ် ဆရာဝန်လည်းဖြစ်ပါတယ်ဒေါက်တာစီမာကကြတော့သင်တန်းလေးနဲ့နှစ်ခုရှိတယ်ပထမတစ်ခုကကြတော့တကူရီတန်ရှင်းမှုနဲ့အနန္တကင်းစင်ချင်းဆိုတဲ့အကြောင်းလေးပါအဲတီနေဂျာလေးတွေကိုဟိုဒီဆယ်ကျော်သက်ရွယ်ပတ်ချာလေးတွေကိုတာဂက်လုပ်ထားတာဖြစ်ပါတယ်အဲသူတို့လေးတွေကကိုယ့်ကိုယ်အနန္တတွေကိုဘယ်လိုလုပ်ရအောင်လဲဘယ်လိုတန်ရှင်းလုပ်ရအောင်လဲဆိုတာမသိကြတာများဖြစ်တဲ့အတွက်သူတို့လေးတွေတွေ့လုပ်ပေးထားတာနောက်တစ်ခုကကြတော့ဖီလာအကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းလေးပါဘယ်သူကိုတာဂက်လုပ်ထားရလဲဆိုတော့အထူးသဖြင့်ဟို ်ငွေကြီးမတက်နိုင်တဲ့လူဆရာဝန်တွေနဲ့မပြားပြစ်ပဲနဲ့အာဒီအဆင်ပြေတယ်လို့လုပ်ရင်းနဲ့အသက်အန္တရာယ်ဆုံးရှုံးလာရတဲ့ဟာတွေများလာတဲ့အချိန်မှာဒါတွေကိုဒေါက်တာရှင်းချတဲ့အနေနဲ့ဒီ class လေးကိုဖွင့်ထားဖြစ်ပါတယ်အဓိကအကြောင်း public ကိုရည်ရွယ်ထားတာဖြစ်ပါတယ်ကဲဒီ class လေးတွေကိုဒီကလေး join ချင်တယ်ဆိုရင်တော့ဒီ Facebook ကိုသွားပါဒေါက်တာယူရီလို့ share လို့ရပါတယ်အဲဒီကနေပြီးတော့ Messenger တစ်ခါတန်းသွားပြီးတော့ private class လေး join ချင်လို့ပါလို့ပြောလို့ရပါတယ် public filter ထိုးချင်ကြရလဲဟုတ် ဖလာကိုထိုးချင်ကြတဲ့အကြောင်းအရာတော့အမျိုးမျိုးရှိရဲထိုးလို့ရတဲ့နေရာတွေကလည်းအမျိုးမျိုးရှိရဲတချို့ဆိုရင်မျက်နှာတစ်ဖက်နဲ့တစ်ဖက်မညီဘူးအဲ့လိုမျိုးဆိုရင်ပြန်ညှိတာမျိုးလေးတချို့မိစီလေးကတေးသေးလေးအဲ့လိုမျိုးဆိုရင်ပြန်ပြီးတော့ကြည်လို့အဆင်ပြေအောင်ဆိုပြီးတော့ထဲချင်တာချို့ကြတော့နှကန်းလေးအရန်ပါနေလို့ပြန်ပြီးတော့ပူပူလေးဖြစ်ချင်တာမျိုးပေါ့ဆိုတော့အကြောင်းရင်းတွေကတော့အမျိုးမျိုးရှိပါတယ်ဒီတော့ဒေါက်တာကကြတော့အထိုးများတဲ့ဒီ lip လေးနဲ့ဟိုပဲဥပမာတင်စားပြီးတော့တောက်လျှောက်ဒီဗီဒီယိုလေးကိုပြောသွားပေးပါမယ်။တကယ်တမ်းကျတော့အခြေခံကြောင်းအရာတွေကကြတော့အတူတူပဲဖြစ် ဖြစ်ပါတယ်။ဆိုတော့တို့ lift filler ဘာလို့ထိုးချင်တာလဲဆိုတာကြတော့နှကန်းပါတယ်ရှိနေတဲ့နှကန်းပုံစံလေးကိုမနှက်သက်ဘူးတခြားပုံစံလေးပြောင်းချင်တယ်။ချို့ကြတော့လေကိုအိုင်တော့နှကန်းလေးတွေရှိရဲအဲ့လိုမျိုးပုံလေးပြပြီးတော့ shape လေးပေါ်ချင်တာမျိုးလေးတွေရှိရဲချို့ကြတော့အသက်ကြီးလာတဲ့အများဒီမှာ hydration တွေကအရင်နှဲသွားတော့တွန့်သွားမျိုးလေးရှိရဲအဲ့လိုမျိုးဆိုရင် filler လေးနဲ့ထည့်လိုက်တဲ့ချိန်ကျရင်ဆိုရင်လူငယ်နှကန်းလေးလိုမျိုးဖူးဖူးပေါင်းပေါင်းလေးပြန်ရနိုင်တယ်ဆိုတော့အကြောင်းရင်းတွေကတော့အမျိုးမျိုးရှိပါတယ်။ filler ရဲ့အားသာချက်တွေကဘာဖြစ်မလဲဆိုတော့သူက surgery မဟ ဟုတ်ဘူးဒေါက်တာတို့ဈေးကမ်းမာတယ်ဟိုအချိန်တူအတွင်းမှာ result တစ်ခုကိုမြင်ရတာမျိုးဖြစ်တယ်ပိန်ရကြတော့အရင်နေတယ်ပြီးတော့အချိန်တူအတွင်းမှာဒေါက်တာတို့ result ကိုမြင်ရတယ်တကယ်လို့မကြိုက်ဘူးဆိုရင်ပြန်ပြီးတော့ဖြော်လို့ရတယ် ဒါတွေကကြတော့သူရဲ့အားသာချက်တွေပေါ့ဒါဆိုရင်ဘာတွေတတိထားအောင်လဲလူနာတယောက်အနေနဲ့ဒီဘာတွေတိထားဖို့လိုသလဲပေါ့ပထမတစ်ခုတော့တို့စေကန်းကိုသွားပြီဆိုရင်ကိုနဲ့ console လုပ်နေတဲ့လူကဆရာဝန်လားဆရာဝန်မဟုတ်ဘူးလားဆိုတော့ကြတော့အဟာကကြတော့ကိုကိုကွဲကွဲပြပြလေးလာတတ်ဖို့လိုတယ်ပြီးတော့စကားပြောတဲ့ချိန်ကျရင်ကိုစိတ်ပူနေတဲ့ဟာဒီအကုန်လုံးကိုသူ့ကိုပြောပြလို့ရပါတယ်ပြီးတော့ဟိုဘက်ကနေပြီး over promising ပေးတာမျိုးမဟုတ်ပဲနဲ့ကိုနဲ့ပနန်းတဲ့အောင်ညှိပြီးတော့စကားပြောနိုင်တာကိုရဲ့စိုးရင်မူမျိုးရှော့ချနိုင်တာဒီ လိုမျိုးပုံစံနဲ့တွားလို့ရပါတယ်။တကယ်လို့အကြောင်းမျိုးမျိုးကြောင့်အဲ့ဒီ consultation room ထဲမှာအဆင်မပြေခဲ့ဘူးဆိုရင်လည်းပဲတို့တို့ဒီဒီ procedure ကိုဆက်လုပ်ဖို့မလိုပါဘူး။အဲအချိန်နဲ့တစ်ချက်စောင့်ကြည့်မယ်ဆိုပြီးတော့ပြန်လာတာမျိုးလည်းလုပ်လို့ရပါတယ်။ပြီးတော့နောက်တစ်ခုကဘာတွေထပ်တည်ထားရမလဲဆိုတော့တို့တို့ဥပမာပေါ့ lip lip ဆိုရင်တို့တို့နှာခမ်းလေးကအရင်ကို soft ဖြစ်တယ်။ so filler ကိုတို့တို့က texture လေးတွေရွေးတဲ့အချိန်ကျရင်အရင်ကိုပျော့ပြောင်းတဲ့ texture လေးကိုရွေးရတာဖြစ်ပါတယ်။အဲ့တော့တို့တို့ဒီပျော့ပြောင်းမဲ့ဟာကိုတစ်ဖက်ကကနေပြီးကိုယ်ထိုးပေးမဲ့ လူကပျော်ပြောင်းတဲ့ test story လေးကိုပဲရွေးပေးရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပြောချင်တာကကျတော့ quiet experience ရှိနေတဲ့လူကိုကိုကရွေးချယ်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကကျတော့ကိုကတို့တို့ဒီဆရာဝန်တွေတော်တော်များများကျတော့ brand transparency ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုပေးထားတဲ့ပမာဏနဲ့ဘာ brand ကိုသုံးတယ်ဆိုတာကိုကြားလဲတို့တို့အနေနဲ့ကကျတော့လူနာတွေသိခွင့်ရှိတယ်ဆိုတာကိုတို့တို့လက်ခံထားပါတယ်မေးတယ်ဆိုရင်လည်းတို့တို့ကပြောပြရလိမ့်ရှိပါတယ်ပေါ့နော် brand ပြီးတော့နောက်တစ်ခုကကျတော့ဆရာဝန်ကိုလေးစားသောအနေဖ ြစ်သူတို့ရဲ့ပညာကို respect ရှိသောအနေဖြင့်အရင်ဈေးစစ်တာမျိုးဈေးရောင်းဈေးဝယ်လောက်တာမျိုးတော့မလုပ်စေချင်ဘူးဘာဖြစ်လို့ဆိုတော့တို့က brand ကိုတိတိတယ်ပေါ့နော်အာဒီ brand ဒီ brand ကဒီဈေးကမ်းမှာကဒီလောက်ပေးရတယ်ဟိုမှာကဟိုဈေးကမ်းဟိုလိုပေးရတယ်ဆိုပြီးတော့ brand တွေကို like ရှင်ပြီးတော့အရင်ကို shop ပေါ်လုံးနဲ့ဈေးကမ်းနေစီမှာအာသွားပြီးတော့လောက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတော့တတာတော့အားမပေးဘူး brand ချင်းတူရင်တောင်မှကို အာထိုးတဲ့ဆီယဝန်ရဲ့လက်ရည် scale ပေါ်မှာမူတည်တယ်သူတို့ရဲ့ experience တွေပေါ်မှာမူတည်ပြီးတော့ pricing တွေကကွာသွားမှာဖြစ်ပါတယ်တကယ်တမ်းအကြောင်းအရာကကြတော့တကယ်တမ်း Luna ဒီဒီ filter ကိုထိုးခြင်းပြီးဆိုရင် brand ကတော့ကောင်းရမယ် quality ရှိရမယ်ဆိုတာမှန်ပေမဲ့လည်းကိုယ်လုပ်ပေးတဲ့လူရဲ့ experience ရဲ့ scale တွေကလည်းအများကြီးကို စကားပြောတယ်အဟအကြောင်းဇေယောင်းတလူမျိုးလိုက်လျှော့တာမျိုးတွေတော့ဒါမလုံးဝဘူးပေါ့နော်ဒါကြတော့တော်တို့ဒီအတ္တိအရာကိုကိုတည်တဲ့နေထဲမှာပါပါတယ်ပြီးတော့နောက်တော့ကိုကဘယ်စီကန်ကောင်းတာလဲဘယ်သူကောင်းတာလဲဆိုတာကြတော့သူများရောက်နိုင်ကိုကလိုက်ရောက်တာထက်စာရင်ကိုကအချိန်ယူပါ research လုပ်ပါလိုက်လေးလာပါပြီးတော့ကိုကိုရိုင်းစေကန်းသွားကြည့်ပါ concert လုပ်ကြည့်ပါသူများနဲ့အဲ့ဒီဆရာဝန်ကအဆင်ပြေတယ်ပဏ္ဏသင်တယ်ဆိုပြီးပေမဲ့တကယ်စကားပြောကြည့်ရဲ့ချိန်ကျကိုနဲ့ပဏ္ဏသင်ချင်မှတက်တာဆိုတော့အဟာတွေရကြတော့ချိန်ယူပြီးတော့သွားရတဲ့ဟာလေးတွေဖြစ်ပါတယ် filler ထိုးပြီးရဲ့ချိန်ကျရင်ဆိုရင်စိုးရိုးတွေရပါတယ်ရှိမလဲဆိုတော့တေချာလာကကြောက်တရက်နှစ်ရက်လောက်ကတော့ရောင်နေနိုင်တယ်ပြီးတော့ bruise တွေရသွားနိုင်တယ်အထူးသဖြင့် lip တို့ဒီလိုမျိုးနှစ်ဖက်ရှိတဲ့ဟာလေးဆိုရင် asymmetric ဖြစ်သွားတာပေါ့မညီမညာလေးဖြစ်သွားနိုင်တယ်ပြီးတော့ အလဂျီဆိုတာကတော့ဖြစ်ကိုဖြစ်နိုင်ကြည့်ရှိပါတယ်အဟားလေးတော့သိထားဖို့လိုတယ်ပြီးတော့နောက်တစ်ခု vascular occlusion လို့ခေါ်တယ်သွေးကြောပိတ်တာပေါ့အဟားလေးလည်းဖြစ်တတ်ပါတယ်သူကကြတော့တော်တော်ရရှာပါတယ်ဒါပေမဲ့တော့ဆရာဝန်ဒီအနေနဲ့ကကြတော့ဒီလိုမျိုး vascular occlusion ဖြစ်လာပြီဆိုရင်မလုပ်ရမလဲဆိုတာကိုသူတီကိုတီးကြပါတယ်ဆိုတော့အခုလောလောဆယ်ကကြတော့ဒေါက်တာတီအာဒီဖီလာအကြောင်းနဲ့ပထမအပိုင်းလေးကိုပြောသွားတာဖြစ်ပါတယ်ဒုတိယပိုင်းလေးကိုစောင့်မျှော်ကြည့်ပေးပါအောင်ဒုတိယပိုင်းမှာဒါဒါဘာအကြောင်းတွေပြောမလဲဆိုတော့တကယ်လို့မလှဘူးမကြိုက်ဘူးဆိုရင်ဗာဆက်လုံးပါလေပြီးတော့အရေးကြီးသတိပြုရမယ့်ဟာတွေရပါလေတော်တို့ရလကောင်းဒီရဖို့အတွက်ဒါဒါဘာလေး suggest လုပ်ထားလေပြီးတော့ဆရာဝန်ဘာတွေမေးသင့်လဲဆိုတဲ့အချက်လေးတွေကိုဒါဒါထပ်ပြောပေးမှာဖြစ်ပါတယ်ဆိုတော့ဒုတိယပိုင်းလေးမှာဆက်တွေ့ကြပါမယ် ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care ကြောင်းပဲဖြစ်ဖြစ်အရေပြားကြောင်းပဲဖြစ်ဖြစ် aesthetic treatment တွေကြောင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီ video ကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Arcs Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲကိုဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြပြဆုံဆုံ မေးထားတယ်ဆိုရင်ရပါတယ်အဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာယူရီယန်လေးတွေမေးတာတဲ့မိခွန်းလေးတွေအများများတယ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရောဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ယူရီယန်လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုတို့ဒါဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှိမယ်ဆိုရင်တော့3 minutes လောက်ထိကိုတို့ဒါကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတို့ဒါဖြေပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်ချိန်ယူပြီးတော့လည်းတို့ဒါပြောပေးလို့ရမယ်အဲ့တော့ အာဒီလိုမျိုးအမေဖြေခန္ဓာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင်နဲ့အဲ့ဒီအကောင့်မှာလည်းအမြင်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒေါက်တာမြင်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒေါက်တာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီကလေးရုပ်လေးပဲရှိသေးတယ်။သုံးမဟုတ်အာဒေါက်တာဒီ post ရဲ့အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထား ားမယ်ဒေါက်တာယူရီဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိမ့်လိုက်တယ်ဆိုရင်ဟိုဘက်အောက်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့ဒီမှာ follow လုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်ကဲဆိုတော့ ask doctor yuri as that the account လေးမှာဆုံကြမယ်เนาะ